စီရီယန်ဖန်ကိုအားပေးဝန်းရံနေကြတဲ့တော်လန်မိဘပြည်သူညီကိုမောင်နှမများအားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်။ကျွန်မကတော့စီရီယန်ဖန်မှာတင်ဆက်ပေးနေတဲ့ဝိုင်းတော်သားစုဖြစ်ပါတယ်။ဒီတစ်ခေါက်တင်ဆက်ပေးခြင်းရဲ့အကြောင်းအရာကတော့ဆရာကြီးမြတန်တင်ရဲ့တမာနုချိန်စစ်တမ်းရသက်စာရန်လေးပဲဖြစ်ပါတယ်။အားပေးနာဆင်ကြပါအောင်ရှင်။အညာသားဖြစ်ရလားမသိဘူး။ ကျွန်တော်ဒီနှွေးဆန်လေးအညာကိုလွမ်းတက်လေသည်အညာကို အလွမ်းဆုံးအချိန်မှာတပူရဲလာစမ်းမှတပူရဲလာပြီကျော်လာသည့်အချိန်ဖြစ်ပါသည်တပေါင်းဆိုလျင်အညာရသည် ဥရုသည်ပူလွန်းသည် ရှုကင်းက၆တွေလွန်းသည်တန်လျက်တည်းဆူရဲလွန်းသည်တပူရဲလာစမ်းမှမသိမ့်မဘူးသိမ့်လည်းမချမ်းစောင်းကျလူပြီးနှွေးရသည်လဲမပီတတ်သေးဝဝထွေးလျက်နေသောစကူမကူချင်းကလေး ထို့အချိန်သည်ညွေနဲ့သမီးကမြူစာဘဝပါပါကိုနေလန်းခြင်းချင်းငယ်ကိုစလဲအဆင်စင်တို့ဤနှစ်ပတ်လည်ကွန်ဖရင့်ဂီတမိခင်ကအုပ်အောင်းငက်ကိုဒိုရီမီဖာဆ၍တင်ပြီးကစားစရက်ကထည်မူပြီးပောက်ပင်ပေါ်တွင်ကျူးကျော်တဲစောင့်နေစေတစော်လီကထပင်များကြားတွင် လက်ညူညူများကိုရှောင်တိန်ကယာခီယိုးတွင်တူတူပုံးလျက်ရောက်ခဗီရာကကလေးတို့ကိုဇီးသီးဝေခြင်း သစဉ်ကျွန်းကဖန်ခွက်ထဲမှနောက်ဆုံးနှင်းဆက်ကိုငဲမရမော့နေစေ။ကြီးဘူကကြီးမဤမိနေနာကန်းတွင်တည်တည်သည်။နှစ်ပတ်လေလှပြိုင်ဝဲဝင်မိရောက်မှကထမင်းအိုးရဲတွင်ဖလော်ရက်လေးကျင်ငန်းစင်စား။အင်ဂျင်ဤအဖြူပေါက်ကနှကန်းစူးစီးကိုမစိုးတတ်စိုးတတ်ဆိုလျက်အပြင်ကန်းသို့ထွက်သွားသောနေလူပြိုတို့သည်အတွင်းကန်းသို့ဝင်ရန်အီကွေတာကမ်းကိုကျော်နေစေ။ ။ကောင်းလေးများကထရိုက်ဇာဆွဲတာပါပါလှလှကလေးများကိုခောက်သိမ့်၍ပြို့လုံးထဲ့လျက်။ပကြအပ်နေသောအပြုံမလေးဤပါပြန်တွင်ဂလစ်ဆရင်အလှစီပြေကားစာ။တစ်နှစ်လုံးအလေလိုက်နေသောမာကကျဲသည် အချူဦးဆန္ဒကိုမျက်နှငယ်ကလေးဖြင့်ပြန်ကတ်ခြင်း။ကောင်းလိုက်စီကသူ့စံပေါ်တက်ခွေပြီးသူ့တလင်းကိုလွန်းလွန်းဆွေဆွေကြည့်လျက်ချောင်းပြေးကမဆူစားအောင်ငါပြီးစိန်တိတကရာ58ပုံကိုဆွဲတော့ ညာကစားဇနီးမောင်နဲ့စိတ်ကောက်ပြီးသူတို့ခရင်ပေါ်မှာစင်းသွားသော အချမ်းတက်ကိုအိတ်ခမ်းထဲတွင်လိုက်ရှာနေစဉ်ပြက်ကလေးဟောင်းကဘော်တဲကလာ၏ဂုံဒီအိတ်ထဲတွင်လိုက်သွားပြီးတရွက်လန်ထားသော ပြက်ကလေးတစ်ကနေရန်ပေါ်တွင်အပြုံးလဲလဲပြင်ဦးလွင်မျိုးမှစင်းသက်လာကစားစထရော်ဘယ်ရီတီးကထင်းရှူးသက်တာကြားထဲမှနေပြီးရေခဲတက်တာတွေကနှိုးစင်မှုကိုစောင့်ကြည့်နေစဉ် တမဘင်းကဝီလစ်လေးချွတ်ချလိုက်ပြီးမလုံးတလုံးရွံ့နူကိုခြုံနေစေ။ကျွန်တော်ဒီတမှုရဲအကုံတပောင်းအခုအညာကိုလွမ်းနေသည်။နှွေစမ်းလျင်သည်လို့ပင်အညာကိုကျွန်တော်လွမ်းတတ်ပါသည်။စိတ်ကုသမားတို့ကနှွေလန်းဝေဒနာဟုယောဂစတန်ပေးလိုက်မည်ထင်သည်။အညာသားကအညာကို လွမ်းခြင်းဖြစ်သည့်အတွက်အိမ်လွမ်းဝေဒနာဟုလည်းခေါ်နိုင်လိမ့်မည်ထင်ပါ၏။ပြောခွင့်ရပုဂ္ဂိုလ်မဟုတ်သည့်အတွက် သူများတွေတော့တော့ကျွန်တော်မပြောတဲ့ကျွန်တော်အဖို့မူတမာနုချိန်သည်အညာຫນွေဦးဤနမိတ်ပုံအညာຫນွေဤအလင်ကားတနစ်၌ကျွန်တော်သည်ຫນွေဥပောက်ခါစာတပူရဲလာစံတွင်အညာတို့ပြန်ရောက်သွားသည်ချမ်းမြညာနှင့်ပူအိုင်းနေကိုပြည့်စီကြုံရသည်တို့ရတွင်တပူရဲညများသည်ခိုက်ခိုက်တုံအောင်လည်းမချမ်းတော့တပူရဲညများသည်လည်းပူလောင်လောင်မဖြစ်သေးနေလို့ကောင်းရောလမ်းလျှောက်လို့ကောင်းရော အိတ်လိုကောင်းရုံစားလိုကောင်းရုံသာဖြစ်သည်ကျွန်တော်ရောက်နေစဉ်အမေသည်ကျွန်တော်ကြိုက်တတ်သောအညာဟင်းတစ်ခွက်ကိုချက်ကျွေးသည် အချားမဟုတ်ပါအမေချက်ကိုခင်းကျင်သည်နိုင်နိုင်ငြုပ်သည်နိုင်နိုင်ထွေ၍ဇီးသည်ဖြင့်ချက်သောဆက်ရှင်ဟင်းဖြစ်ပါသည်အမေသည်ထိုဟင်းနှင့်လွန်စားလိုက်ဖက်သောအတုတစ်မျိုးကိုလည်းပြင်ဆင်ပါသည်ထိုအတုမှာတမာရွက်ဖြစ်ပါသည်တမားကျင်ဟုရန်ကုန်ကခေါ်သောကလားတမားရွက်ကျင်းများကိုမကြည်သည်ဖြင့်ပြုတ်ထားသည့်အရာမျိုးမဟုတ် မြမတမတောတမဟုခေါ်ကြတော့တမရွတ်နုနုကလေးများကို အခါပေါ်အောင်ရင်နှွေးပြင်ပြောထားသည့်တမရွတ်တို့ဖြစ်ပါသည်တမတွေဘယ်နှမျိုးရှိသည်ကိုကျွန်တော်မသိပါ ရေတမကလားတမတောင်တမသဘောတမတောတမမြမတမစသည်ဖြင့်အမျိုးမျိုးခေါ်ကြပါသည်အညာတော်မူတမရွတ်တို့စားလျင်မြမတမကောတောတမကောသာ တို့စားတတ်ကြသည် အခြားတမများကောမူတို့စားခြင်းမရှိပါ ရန်ကုန်တွင်ဖြစ်စီအောက်ရက်တွင်ဖြစ်စီကျွန်တော်ရောက်လေရရာတွင်တမာပင်ကိုလိုက်ရှာရပါသည်တို့ရာတွင်ဆယ်ပင်လျင်တပင်မြပင်တမာကိုမတွေ့ရပါ တမာသည်အပူပိုင်းတွင်သာပေါက်သည့်အပင်ဖြစ်သောကြောင့်ရှားပါနေခြင်းဖြစ်ပါသည်ကျွန်တော်တို့ညာတွင်မူတမာပင်ကိုရှာ၍မလွတ်ပါကျွန်တော်တို့မြို့အဝန်တွင်အင်္ဂလိပ်လက်ထက်ကစိုက်ထားခဲ့သောတမာရန်ရှိပါသည်အခောက်ကူသို့အထွတ်ပေတရာလန်တျှောက်တွင် တမာပင်တွေကိုကြည်တန်းစီစိုက်ထားသည် တတော်နဲ့မဆုံနိုင်။နှစ်မိုင်သုံးမိုင်လောက်တော့ရှိမည်ထင်သည်။ငငယ်တုန်းကကျွန်တော်တို့တွေချောင်းပြေးလျင်လဲတမာတန်းကိုပြေးကြသည်။တမာသီးတွေလိုက်လိုက်ပေါ်သည့်ကဆုံနေုံတို့ရောက်လျင်တမာပင်ဒီပေါ်တက်ပြီးတမာသီးတွေကိုခူကစစ်တိတ်တန်းကစားကြသည်။တမာသီးကလည်းပေါ်သလားမမင်းနဲ့တပင်တပင်ကို တင်းမောင်းဆဲရချီ၍ရသည်။စမှုလုပ်ငန်းသာဖွံ့ဖြိုးလျင်အညာတမာပင်များသည်အလွန်ဖိုးတန်သောဓာတုပေရာကုန်ချမ်းပစ္စည်းများ ဖြစ်လာပေလိမ့်မည်။တကြံကြကနေသည်နှင့်တမာပန်းနေပွင့်ကြလိမ့်ပြီ။တမာရင်နဲ့သည်နည်းနည်းတော့ရိုင်းသည်ဟုကျွန်တော်ထင်သည်။တို့ရတွင်နန်းစော်သောပန်းဟူ၍လောကတော့မရှိ။ထို့ကြောင့်တမာပန်းရင်နဲ့သည်လည်းရိုင်းသည့်တိုင်းမှွေမြဲတော့မှွေပါသည်။တာအိုးထိုးလျင်အမေကတမာခူခိုင်းလေရှိသည်ကို ကျွန်တော်သတိရမိပါသည်ကျွန်တော်တို့မျိုးကတမာရန်ပြည်တွင် ခံပင် ခံဆက်ပင်နေပေါင်နေသည့်တောင်ကုန်းကလေးတွေရှိသည် ထိုတောင်ကုန်းလေးများပေါ်ကခန်းဆက်ချုံလေးများတွင်ဆွေတို့ဝှစ်ဖင်ကြီးတို့ဝှစ်ကလုံးတို့စသည်ငှက်ကလေးတွေနေတတ်ကြသည်ထိုငှက်ကလေးများသည် အပင်မြင့်ကြီးများတွင်အတိုက်မလုပ်ဘဲပင်နှိမ်ကလေးများတွင်အတိုက်လုပ်တတ်ကြပါသည်တမာရန်ကတမာပင်တွေမှာစစ်တိုက်တန်းကစားပြီးသည့်နှင့် ကျွန်တော်တို့သည်ခန်းဆက်ကုန်းသို့သွား၍ဝှစ်ဖင်ကြီးကလေးများဝှစ်ကလုံးကလေးများကိုဖမ်းတတ်ကြသည် ဝက်ကလုံးဝက်ဖနီတို့ဥချိန်မှာလဲတပိုးတွဲလာဖြစ်သည်ကျွန်တော်သည်တခါတွင်ဝက်ကလုံးတကောင်ကိုမိလာခဲ့ပါသည်အတိုက်သေးတွင်ဥဥနေစဉ်ဖမ်းလာခဲ့ခြင်းဖြစ်ပါသည်ဝက်ကလုံးသည်တီးဆိုသောငတမျိုးဖြစ်၍အင်္ဂလိပ်လိုကဘူဘူးဟုခေါ်ကြပါသည်ကျွန်တော်ဖမ်းလာသည့်ဝက်ကလုံးငတ်မကလေးမှာအင်ရောက်၍လောင်ရင်ထဲတွင်ထည့်ထားလိုက်သောအခါတွင်တီးဆိုခြင်းမပြုတော့ပါမကြမီတည်သွားပါသည် တတိဝလံစသည်တို့ကိုကျွေးတော်လဲကောင်းစွာမစားတော့ပါလွတ်လပ်မှုကိုဆုံးရှုံးပြီးတဘာဝမချစွာဖြင့်နေရသဖြင့်စိတ်ညစ်ပြီးသေသွားဟန်တူပါသည်ကျွန်တော်တို့မျိုးအဝင်ကတမာရန်နှင့်ပတ်သက်၍ကျွန်တော်တွင်သတိရစရာရှိပါသေးသည်ညင်ကတိကီယာဖျားပွဲစီတဝဲဖြစ်သည်ရှင်မြင့်တင်ဖျားပွဲသည်ကဆုံလာစံရှိရနီလောက်စားပြီးကဆုံလာပြီအထိအကျင်ပါရသည် ရှင်မြတ်တင်ဖျားစည်းဝဲကြီးသည်ထိုတမာရန်တွင်ပင်ခင်းခြင်းတရားကျွန်တော်တို့တိုက်သည်တမာရန်ကိုနေတိုင်းရောက်နေကြသည်ဖျားပွဲစည်းမစခင်ကလေးကတောကလာသည့်ဈေးတဲ့တွင်ပြည်နေလေပြီ ထိုဈေးလဲများတွင် ထွန်းတုံးခွတ်တန်ဝါဖျားမကြီးထညက်ပဲပြောင်းစံချင်းစသည့်လေယာဉ်နှင့်တတော်ရွဲ့ပစ္စည်းတွေပါလာတတ်သည်မြို့ဝလာသည့်ဈေးလဲများမှာအထယ်လက်အလကုန်ပစ္စည်း အဖျော်ရင်မကအိမ်တွင်းပြစ်အလကုံပစ္စည်းငပိငချောက်စသည်ကုန်ကျပစ္စည်းများပါလာတတ်သည်တော်ဗျာဝဲသည်မြို့နှစ်တော်တို့ဤပေါင်းဆောင်ရာနေရာတစ်ခုဖြစ်ပါသည်စမှုလုံငန်းသေးစားနှင့် လေယာရုဈေးကွက်ပြန်ရလည်းဖြစ်သည်နောက်တတိယနေသေးသည့်ရှုခင်းမှာတမာရနာကတမာပင်တပင်ပေါ်တွင်မင်းကလေးတူကျူးဆဲချ၍တည်နေသည့်ရုပ်ပုံဖြစ်သည်ထိုမင်းကလေး၏အမိကိုကျွန်တော်မမှတ်မိတော့ ထိုစဉ်ကကျွန်တော်က10နှစ်သားအရွယ်မင်းကလေးကအသက်16နှစ်19နှစ်အရွယ်မင်းကလေးသည်အဆက်ထက် အသက်ကိုမငဲ့နိုင်တော့ပဲကျိုးဆွဲချသေးသွားခဲ့သည် သူ့အဆက်ကိုထိမ့်သိမ့်မုံမှအံ့ဩလောက်ပါသည်မင်းကလေးသည်တေပြီးသည့်အချားမဲ့မှာပဲသူ့အဆက်ကိုထိမ့်သိမ့်လိုသည်နှင့်ကျိုးတစ်ချောင်းဖြင့်ခါကထမိန်ကိုတည်တည်တတ်တတ်စီးသွားခဲ့သည်လောကတွင် လူအမျိုးမျိုးရှိပါသည် အချို့သည်အသက်ရှင်နေကြတော့လဲအချက်မရှိကြပါအချို့မှာအသက်ရှင်လျက်ရှိစဉ်တွင်သာအချက်ရှိပြီးသေသည်နှင့်အချက်ကိုပါခွာချခဲ့ကြပါသည်ဒုတိယအမျိုးအစားသည်ပထမအမျိုးအစားထက်ချီးကျူးဖို့ကောင်းပါသည်တို့ရာတွင်ချီးကျူးစရာအကောင်းဆုံးမှာအသက်ရှင်လျက်ရှိနေစဉ်မှာရောသေသည်ဤအချားမဲမှာရောမိမိဂုံတိတ်ခါနှင့်မိမိအချက်ကိုထိမ့်သိမ်းသွားကြသောလူမျိုးဖြစ်ပါသည် ဓမ္မရန်တွင်ကျိုးစဲချရည်သေးသောသော အမည်မသိသည့်မဲမပြိုသည်အပေါ်ရန်ရွှေမုံခြင်းအထဲကနောက်ချီးခံထားသူလူကြီးလူကောင်အမိခံတို့ထက်ချီကျူးလေးစားထိုက်သည်ဟုကျွန်တော်ထင်ပါသည်ဓမ္မရန်ကိုလွမ်းစရာကြံသေးသည်ငငယ်9နှစ်သားလောက်တုန်းက ကျွန်တော်သည်တငယ်ချင်းတစ်ယောက်နှင့်အတူအိမ်မထွက်ပြေးခဲ့ပူပါသည်အိမ်မထွက်ပြေးခြင်းမှာဘာအကြောင်းများမရှိပါ။တမာရန်တို့ တငယ်ချင်းနှစ်ယောက်ငှက်ဥသွားနိုင်ကြရင်မရည်ရွယ်ပဲနဲ့ထွက်ပြေးကြခြင်းဖြစ်ပါသည်။ထိုနေ့ကမိုးဖွဲလေးတွေကျနေပါသည်။တမာပန်းနှုတွေကလည်းတင်းနေပါသည်။ကျွန်တော်သည်တမာရန်ကိုအဆုံးထိမရောက်ဘူးသေးပါ။သုံးလေးမိုင်ဝေးသဖြင့်မရောက်ဘူးသေးခြင်းဖြစ်ပါသည်။ဤတွင်ကျွန်တော်သည်တမာရန်ကိုအဆုံးထိတွားကြည့်ချင်လာပါသည်။တမာပန်းနှုကကျွန်တော်ကိုသွေးဆောင်ပြရောက်နေသည်ဟုဆိုနိုင်ပါသည်။ကျွန်တော်အထင်တွင် အခုကူရောက်သည့်အထိဓမ္မပင်တွေကိုတန်းစီပေါက်လိုက်မည်ဟုထင်နေပါသည်။ထိုဓမ္မရန်တစ်ယောက်ကိုကျွန်တော်သွားကြည့်ခြင်းနေပါသည်။ထို့ကြောင့်တငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီးဓမ္မရန်ပီဒီယာအတိုင်းရှောက်လာခဲ့ကြပါသည်။လမ်းတွင်ကွာဖြင့်ငှက်ပြစ်လိုက်ရေအိမ်တွေ့လျင်ဝန်းစောလိုက်ဖြင့်သူ့ရတွင်လေးမိုင်လောက်ရှောက်မိသည့်အခါဓမ္မရန်သည်ဆုံးသွားပါသည်။ရှေ့တွင်ဓမ္မပင်တွေမရှိတော့ပါ။ဤတွင်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်သည် ဒီလိုတမာရန်များလမ်းတစ်လျှောက်တွင် ရှိရအောင်မည်ဟုတွေးကာတမာရန်ရှာပုံတော်ဆက်လက်ထွက်ခဲ့ကြပါသည်15မိုင်လောက်ရောက်သည့်အထိတမာရန်ကိုမတွေ့တော့ပါဤတွင်ကျွန်တော်တို့ကြောက်လာပြီးအားငယ်လာကြပါသည်ထိုစဉ်ကကျွန်တော်တို့နှင့်မျက်နှချင်းဆိုင်မှလဲနှစည်းပေါ်လာပြီးအဲပေါ်မှလူကြီးတယောက်ဆင်းလာပါသည်ထိုလူကြီးမှာကျွန်တော်တို့အိမ်နီးနာခြင်းလက်ဖက်ကုံတွေတယောက်ဖြစ်ပါသည်သူသည် ကျွန်တော်တို့ခုနှစ်နှစ်အရွယ်ကလေးနေရာကိုလူသွားလူလာပြတဲ့ပေရယာကြီးပေါ်တွင်မြို့မှ15မိုင်ခရီးအကွာ၌တွေ့ရသည့်အခါအံ့အားသင့်နေပါသည်။သူကအချိုးအချောင်းကိုမေးသည့်အခါတွင်ကျွန်တော်တို့ကောင်းကောင်းမဖြေနိုင်ပါ။ဤတွင်သူရိတ်မိလိုက်ပါပြီ။သူသည်လမ်းမိတ်နှစ်ဖူးချုံမှချိန်တစ်ချောင်းကိုချိုး၍ကျွန်တော်တို့နေရာကိုတစ်ချက်စီရိုက်ပြီးလဲပေါ်သို့အတက်ခိုင်းပါသည်။ဒီရွယ်မှာအိမ်ပြေးရသလိုဟုဆိုကတော်တော်လေးစိတ်ဆိုးနေဟန်တူပါသည်။ င်းနေပါအိမ်သို့ပြန်ရောက်သည့်အခါတွင်တစ်မျိုးလုံးလိုက်ရှာပြီးမတွေ့သဖြင့်လူပြောင်းမှုဖြင့်ကတ်တိုင်ထားပါသည်။တစ်ဖက်ကုံသေးကအိမ်သို့သွားရသည့်အခါတွင်အဖေသည်စိတ်ဆိုးလွန်းသဖြင့်ကျွန်တော်ကိုတိုင်တွင်ကြိုးတုပ်ပြီးရိုက်ပါသည်။ကျွန်တော်သည်နောက်ကြီးပြင်းလာသောအခါတွင်အိမ်မှနှစ်ခါလောက်ထွက်ပြေးမှုပါသေးသည်။တမာရန်ကပေါ်ခဲ့သောအိမ်ပြေးစိတ်သည် ကြီးသည့်အထိပါလာသလားမဆိုနိုင်ပါ။တမာရန်နှင့်ပတ်သက်၍နောက်တစ်ချက်ကျွန်တော်သတိရစရာကြံသေးသည် ရင်းမှာဂျပန်ဒေါ်လာရေးအတွင်းကဂျပန်တို့အသက်ခံသွားရတော့ကျွန်တော်တို့ဖက်စစ်ဒေါ်လာရေးရဲပေါ်ကိုတင်ဦးဤတင်းချိုင်းရှိတော့ကြောင်းဖြစ်ပါသည်ကိုတင်ဦးသည်မြို့နှင့်စေမိုင်ခန့်ဝေးသောရွာတရွာတွင်ဂျပန်မိသွားပြီးကိုချင်းကိုတူခိုင်းကကျင်းဝတွင်ထူထောက်ခိုင်းပြီးဓာပြင်ခုတ်တက်လိုက်ပါသည်သူ့အလောင်းကိုထိုရွာအနီးကကျင်းထဲတွင်ဂျပန်ကမြုပ်ပစ်ခဲ့ပါသည်စစ်ကြီးပြီးသွား၍ ဟက်စစ်စံချင်အဖွဲရေဖွဲ့တော့ခါတွင် ကျွန်တော်တို့သည်ကိုတင်ဦး၏အယိုးကိုတွား၍ဖော်ကမိသူချိုပြီးတမာရန်ဘေးကခန်းဆက်ကုန်းတောင်ကမူကလေးပေါ်တွင်အုပ်ကလေးတစ်ခုလောက်ကြပါသည်ထိုစဉ်ကမြို့ပိုင်းနှင့်အင်္ဂလိပ်အလိုတော်၏လူကြီးမင်းများကမြို့ထိပ်တွင်သင်္ချိုင်းကူလောက်ရမည်လို့ဟုဆိုကကန့်ကွက်တားမြစ်ခဲ့ကြပါသည်တို့ရတွင်ကျွန်တော်တို့လူငယ်များသည် သူတို့တားမြစ်ချက်ကိုဖီဆန်ကား ကိုတင်ဦးရဲ့အယိုးပြများကိုထိုတောင်ကမှုကလေးပေါ်တွင်ကူးသွင်းကြပါသည်ထိုတစ်ခါအညာသို့ရောက်စဉ်ကျွန်တော်သည်ရင်နွေးချမ်းနှင့်အမဲလျှောက်ဖို့ကိုစာအုပ်နှင့်တွဲဖက်မြင်ရင်အိမ်နောက်ကဓမ္မပင်ကလေးကိုကြည့်နေမိပါသည်အမေကအမဲလျှောက်ဆက်ချင်ဟင်းဓမ္မရွက်တို့ဖြင့်ကြွေးသဖြင့်ဓမ္မတန်းကိုတရိယာကဓမ္မပင်ကလေးကိုမော့ကြည့်မိလိုက်ခြင်းဖြစ်ပါသည်ဓမ္မရွက်တွေကြွေနေသည်မှာ၃လရက်ရှိပါပြီ။ ရိုးရံပြန်ပြန်ဖြစ်နေသောတမာပင်ငိုကြည့်၍ကျွန်တော်ຫນွေလန်းဝေဒနာဝင်လာပါသည်။ဒီနေ့မော့ကြည့်လိုက်တော့၂ရက်၃ရက်ခန့်ရိုးရံပြန်ပြန်ဖြစ်နေသောတမာပင်ကလေးတွေရွက်နှုတွေထွက်နေသည်ကို ကျွန်တော်မြင်နေပါသည်။ပြက်ကရင်ကိုမော့ကြည့်လိုက်တော့ဖေဖော်ဝါရီ၂၄ရက်ကျွန်တော်ဒီနေ့စမတန်စာအုပ်ကိုထားယူကအိမ်နောက်ဘေးကတမာပင်ကလေး ရွက်နှုတွေစထွက်တဲ့နေ့ဟုမှတ်ထားလိုက်ပါသည်။ အခြားသောဓမ္မင်များကိုကြည်လိုက်တော့လေရဲ့နှုတ်တွေစင်စပြုနေပါသည်ဓမ္မပင်တို့သည်ပိုရဲလာပြေကာနီးနှင့်လာပြေကျော်တို့တွင်ရဲ့နှုတ်စင်သည်ကိုကျွန်တော်တွေ့ရပါသည်ရှေးစာဆိုတို့ကဓမ္မကိုမကောင်းသည့်ဘက်တွင်ဥမာတင်စား၍တုံးခဲ့ကြပါသည်ဓမ္မလိုမခားနှင့်ဖြားလိုချိုးဟုပြောကြပါသည်ဓမ္မရောရှက်ဆိုက်ရောဘက်ကတည့်ရပင်မင်းတီးချိုခင်ဤဟု ဆိုကြပါသည် တို့ရတွင်ရင်းမှာတဖက်သက်ကြသောဤကုန်းချုပ်နီးဟုထင်ပါသည်တမာသည်အစင်းမလာတော့လဲအရေးကိုပေးပါသည်တမာဘန်းရင်းနဲ့သည်ရိုင်းတော့လဲမှွေမြင်မှွေပါသည်တမာရွက်သည်အကြွေမြန်တော့လဲချက်ချင်းရွံ့နှုထွက်ပါသည်တမာသည်ခါသည်ဟုဆိုတော့လဲဂရင်းမြိန်စေပါသည်နောက်ပိုင်းတွင်မူကြပြဆရာတို့ကတမာဘန်းကိုဖွဲ့လာကြပါသည်တမာသည်အညာဤပုံရိပ်ဖြစ်လာပါသည်ချိုးပြုံးက တမရောမပြောရဆိုရဲမောင်ရီမောင်ရီဟုတ်တမကိုလွမ်းတစွာညီးပါသည်တမနှုချိန်သည်ကျွန်တော်ຫນွေလန်းဝေဒနာဤယောဂလက္ခဏာချက်ဖြစ်ပါသည်ကျွန်တော်အိမ်လွမ်းဝေဒနာဤပြဓာတိုင်လည်းဖြစ်ပါသည်ညာတန်းတဲ့စာပီးနှင့်1989ခုနှစ်ဆရာကြီးမြတ်တန်းတင်ရဲ့တမနှုချိန်စတန်လေးကိုနားဆင်ပြီးတဲ့အခါမှာ အညာကိုလွမ်းနေသူတွေအင်ကိုလွမ်းနေသူတွေတမာကိုလွမ်းနေသူတွေအလွမ်းနေပြီးရော့စီမယ်လို့တွေးထင်မိပါတယ်ရှင်အညာကိုလွမ်းသောသူတွေအင်ကိုလွမ်းသောသူတွေအမြန်ဆုံးပြန်လဲဆုံစည်းနိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီနေ့တင်ဆက်မှုလေးကိုနှီးခုံးချောက်လိုက်ပါတယ်ရှင်အားပေးနာစင်ခဲ့ကြတဲ့အတွက်လှိုက်လဲစွာကျေးဇူးတင်ရှိပါတယ်ရှင်ပြန်လဲဆုံတွေ့ကြပါမယ်ရှင်